အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့အောင်မဲအနေနဲ့တစဉ်ဦးကို EC ကလီလုတ်ခဲ့တဲ့အကြောင်းအပသားအာကြီးမှဖွင့်ချလိုက်တဲ့ရုပ်တံကိုတင်ဆက်ပေးလိုက်ပါတယ်တစဉ်ဦးကသူ့ရုံးမှာလုံးလုံးတာအဲရုံးစင်းပြီဆိုရင်ဒီကောင်ကတော့ဗာလဲ OD ရှိတယ်ပေါ့အဲဒရင်တာနဲ့တိုင်းမှာ OD ရှိတယ်ဗာညာဆိုပြီးတော့ကျန်တဲ့လူတွေပြန်ခိုင်းပြီးတော့အဲကလေးမလေးကိုပဲထားတာပြီးသူကအရက်ထိုင်တောက်တာအရက်ထိုင်တော့ပြီးတာကူလီနှလုံးနဲ့ကြည့်တာကြည့်တော့ကြာတော့ကောင်မလေးကကြောက်လာအောင်ကြောက်လာတော့သူလည်းလုံးပဲမလုပ်တော့ ခြေတွေဝင်ပြီးတော့တက်ပွားပြန်အောင် Telegram မှာအကောင့်၃ကောင်လောက်ရှိတယ်အဲ့ဒီအကောင့်၃ကောင်ကနော်ကျွန်တော်ရေးနေတဲ့အကောင့်တွေကတစင်ဦးကိုကြောင်တဲ့ပုံပေါ်တယ်နော်ကျွန်တော်တို့တစင်ဦးတို့ကတစင်ဦးမတည်သေးဘူးတစင်ဦးအမေလည်းမတည်ဘူးသွားမေးကြည့်လိုက်ဇော်ကုန်းရေးဆိုတဲ့ကောင်ကမိမသားတယောက်ပေါ်မှာအလိုချင်းညာပြုတ်မှုနေထိုင်လဲဆိုတာတစင်ဦးရောတစင်ဦးအမေရောသိတယ်ကိုကျော်စိုးဦးလည်းသိတယ်နော်ကိုနှမလေးလို့ဖေးမှပေးတာပဲရှိတယ်။ကုညီသေးတာပဲရှိတယ်။အဲဒီ Telegram က၃កောင် နော်အဲ့သုံးပေါင်လုံးကအဲ့တတိဦးလို့ကျွန်တော်တို့နားမကမှာသွားလိုက်တာဟုတ်ခြေဝင်တဲ့ပုံစံပေါ်တယ်ဒီကောင်တွေကတို့ဖုံချောင်မရတော့တို့စိတ်နဲ့နှိုင်းပြီးတော့မှာအကျွန်တော်ဖြစ်ဖြစ်ကျွန်တော်မကျင်နေပြီးတော့ပြောပြရအောင်နော်စန္ဒေတာစန္ဒေဆိုလဲကြည့်လိုက်ပါတို့ပြောနေတာကြားပြီလေတို့က PDF နဲ့ဆိုတယ်ကျွန်တော်ပေါ်မှာ PDF ကမှပုံမှန်တော်တယ်မှာကျွန်တော်လုံးလို့မရဘူးတို့က PDF တက်ကောင်မှာကျွန်တော်ကိုတိုက်ခိုက်သေးတယ် ဒီတဲကောင်ကတော်ရဲမှာမလို့သူ့လို့သူ့လို့လုံးလုံးမရအောင်ဒီတိုင်းပြီးချစ်ပါလေတက်မလို့ချစ်ပါလေဆိုတဲ့ကောင်တွေကဘာဘောမားတဲ့ကောင်တွေကောင်မတွေကကျွန်တော်အသေးတိုက်ခိုက်တာနော်နော်အဲ့ကောင်တွေကဟာတဇင်ဦးနဲ့ကျွန်တော်နဲ့အဲ့နာမကသွားလိုက်တာကိုသူတို့မှခြေဝင်နေတာခြေဝင်နေတာပွန်ကြောင်းလေးတနာယူလေးနော်တက်မလို့ကဒူးအချင်းအမျိုးသမီးတယောက်ကိုလည်းမအဲ့ဒါပြောတော့ကျွန်တော်ကမကောင်းဖြစ်ဘူးမကောင်းဖြစ်ပြန်အောင်အချိုးကြောင်းတိုက်ဆိုင်တာလို့ပြောရတာလေနော်ချစ်တယ်လို့ဘာလို့သွားပြောတာနော်အဲ့ကောင်မလေးတကူတက်တော့တော့မှမရှိတော့ဘူးကျွန်တော်နဲ့နော်သူစမ်းကြည့်ရအောင်သူတို့ အဲ့ဒါကိုတဇင်းဦးနဲ့ကျွန်တော်တို့တော့ဂျေဝင်ပြန်ပြီးတော့အဲ့မှာခဏတို့ပြောတယ်ဘာလဲဆိုတော့အောင်မဲတာထောက်ပေါက်လာပြန်အောင်ကျွန်တော်ဒီရင်တော့ဘာမှဒီလောက်တက်ကိုမရှိဘူးမင်းညမှာဆိုဘာထွက်မှာလဲမင်းတို့ဆက်လိုက်လိုက်မှာလားမင်းညမှာဆက်လိုက်ပဲလိုက်လို့ရမယ်နော်အခုမင်းတို့ရဲ့ကံကြမ္မာတရားတွေမင်းတို့အကုသို့များနေတာလည်းအခုရေကြီးနေပြီနော်အမကားတွေပါမြုပ်နေပြီမိုးရွာတယ်အမအချောင်းနော်လောက်ကြမင်းတို့ချက်ချက်လို့မင်းတို့တဘာဝဘေးကမင်းတို့ကြည့်မနေဘူးနော်မလင်းရတစ်ချက်တစ်ချက်လုတ်ပေးလိုက်အပြင်ထွက်လိုက်ညအိမ်ရမလို့နေရမလို့ဖြစ်လိုက် လက်ကုံးကြောင်းထောင်လိုက်တန်ဖုံးပြီးလိုက်နော်ဆန်နေပက်လိုက်စီနေပက်လိုက်ထမိတ်နေအလံထောင်လိုက်နဲ့မင်းတို့ဘဝတွေခွေးပြင်းမှမတိဖြစ်နေတာအဲ့ဒီချိန်မှာဇော်ဘိုးရင်တို့ကပြင်းမှုနဲ့မှအေးဆေးပဲနေနေတာပြည်သူလူထုအဲ့တော့ပြည်သူလူထုကယုံကြည်မရှိတော့ဘယ်လိုသွားလဲဆိုတော့အစိုးရကိုမကောင်းကြောင်းပြောအစိုးရမကောင်းကြောင်းပြောတော့အစိုးရမသိဘူးအခုဘာကယုံကြည်ကားဝေးတော့ဘာညာလဲလုံးလိုက်ပြီအဲအဲ့မှာကောင်းတဲ့တကူရသွားပြီဂွင်တကူဟုတ်လားမလားကျွန်တော်ဘယ်လိုမပြောပါဘူး ပြောနေတာကတိတိကျကျလုံနိုင်မှာလုံလို့ရမှာကျွန်တော်တို့နိုင်ငံမှာအဲ့လိုအတွက်ကျွန်တော်တို့လိုလူတွေလိုအပ်တယ်အသက်တေခံပြီးပြောရဲဆိုရဲတဲ့လူတွေတိုင်းပြည်နဲ့နိုင်ငံနဲ့လူမျိုးပြုပြင်ပြောင်းလဲဖို့ပြည်သူလည်းပြောင်းလဲဝင်ထဲလည်းပြောင်းလဲနော်အဲ့လိုမျိုးပြောင်းလဲပြီးတော့မှတဖြည်းဖြည်းချင်းတိုင်းပြည်ထိုးတက်သွားအောင်လို့ပြောနေတာအဲ့ဒါခဏလိုက်တော့မတွေးတော့ဘူးပေါ့စစ်တပ်ကဘယ်လိုသွားတက်တာလဲစစ်တပ်ကဘယ်လိုသွားတက်တာလဲလို့ခဏရေးခဲ့တာမှကျွန်တော်မေးချင်လို့ပါ ခင်ဗျားတို့ဘုန်းကြီးတွေရဟန်းတန်ခါတွေစကြောင်းတင်နေဆရာဆရာမတွေသီလရှင်တွေငါနဲ့မတူငါရဲ့တူဆိုပြီးအုပ်ကြီးတွေဟမ်စစ်တပ်အားပေးထောက်ခံနေဆိုတော့ကျုပ်တို့တို့ကောင်းလေခင်ဗျားတို့လည်းတက်ပြစ်တာလေစစ်တပ်ကဘယ်လိုတက်တော့စစ်တပ်ကတိုင်းပြည်ကာကွယ်တာခင်ဗျားတို့လုပ်လို့ခင်ဗျားတို့စောက်အရေးကြီးစောက်ထားပြီးတော့ချင်းပြည်နဲ့နိုင်ငံကောင်းချမ်းသူတပုံလို့ကျင်းညာထားတဲ့တိုင်းရင်းသားနဲ့နိုင်ငံကောင်းချမ်းသူနဲ့ခင်ဗျားတို့ဗမာပြည်တည်းနဲ့ပေါင်းပြီးတော့မှတိုင်းပြည်ဖျက်ဆီးလို့တက်မတော်ကသူ့နိုင်ငံကိုဒီလိုမျိုးအခြေအနေရောက်အောင်သူ့စစ်တပ်ကလေးသိန်းတောင်းနဲ့ခင်ဗျားတို့ကာကွယ်ထားတာစောက်အောင်တော့ကရှိဦး ိုတမင်းကိုစားပြီးတော့မှသူများချီရကိုကောင်းနဲ့ရောက်နေတယ်ခင်ဗျားတို့ကဟဲ့ပြောတယ်ရောင်အချိန်မရဘူးပြောတယ်လာခဲ့မင်းတို့ PDF ရှိတဲ့နေရာလည်းငါသွားတယ်ဟုတ်လားမင်းကိုပထိုးရတဲ့ငါသွားတယ်အကြံအောင်လည်းသွားတယ်ဟဲ့နော်ပါလေမင်းတို့အခုရှိနေတဲ့ PDF မင်းတို့အခုမှရင်းမှုမင်းတို့ဘာလို့ငါသွားတယ်မင်းတို့မတွေ့ဘူးလားဟမ်တောင်းကန်တို့နောင်တို့ဘာတို့ဘာလဲဘာသူရဆောက်ပြီအကုန်သွားတယ်ကွာငါမချိန်ချောင်းနဲ့ဟဲ့ကြောက်တဲ့ဒီလိုတိုင်းမှာဒီလိုတက်လာမှာရောဘူးနော်ရှင်းလား နေတော်တာလာခဲ့လीဘယ်တော့ PDF တွေလာနော်နင်းတို့အရင်စပြီးတော့စောက်ပြက်တနာချတာလက်သုံးချောင်းထောင်ပြီးမဲအစောက်လက်သုံးချောင်းလည်းမသိပဲနဲ့လိုက်ထောင်လာထောင်ပြီးမန္တလေးမှာဒီမိုကရေစီဆိုပြီးတော့မှသူများကားသွားလို့မရအောင်အကုန်လိုက်ပိတ်ထားတာဟမ်ရွာတွေရက်ကွက်တွေအကုန်ပိတ်တာစစ်တပ်ကတကယ်တမ်းတော့တတ်မှတော့တော်တော်တော်ပဲလို့ပြောရမှာနောက်စားပြစ်တယ်ကအမရက်ကွက်တွေမှာပိတ်ဝဟိုချင်းနေကမန္တလေးကလို့ချင်းဟိုလမ်းနာဘက်တွေအကုန်ဖျောက်ပြစ်တာအကုန်လုံးတင်မောသိနေဆိုးလိုက်တာ ်အဖေလမ်းဝင်ဖေလမ်းထွက်ဖေလမ်းဝင်စစ်သားတို့ရောဗျဟိုနေရာညံ့ပြားလာတဲ့စစ်သားတွေကဒီမျိုးလုံုံရွေးလာတာနေရာမသိဘူးခွေးကြီးခွေးကြံကြံတဲ့ကောင်တွေနော်မင်းမိတ်ခွေးမိတ်မလို့စိတ်တက်မင်းတို့တိုင်းပြည်ဖြစ်စည်းတာနော်အစစ်တကအဲတော့ငါက35လမ်းနဲ့65လမ်းထောင်းပါနော်နေလာမျိုးပါလေလို့တော့စီတီဆေးရုံနားမှာဟမ်စစ်တက်ကိုရောက်စစ်ပွဲပဲလို့ဘာကြံလဲအော်လဲအော်ဟိုကတဏှာကြီးကိုပြစ်ချပြောလဲဒါလဲတော့တယောက်ချင်းထိုးမယ်ဆိုမေတို့ရဲ့ဆေးရုံနဲ့ဝင်ပြေးတာနော်ငြင်းကြရင်လူလာတာကော ကျွန်တော်ကိုနေ့ကကျွန်တော်ခုသွားပြီးတော့သွားရောက်လူတန်းနဲ့တင်ကြုံတောင်းဆိုလို့ချင်းသမီးတနက်ကိုစံတရေးကုန်လေဒီနေ့ဆိုရင်တုံးနဲ့စားရင်တော့နေ့ခွဲတော့ကိုရင်ကုန်မှာပေါ့ break ဖက်နဲ့ဆိုရင်အဲ့ဒီတင်ကြုံခုံးကြီးတောင်းမှာအဲ့ဒီမှာဘသူတွေလဲသိလားဓနုတွေပလောင်တွေတအန်းလူမျိုးတွေအမားတွေရှမ်းတွေအကုန်ဒုက္ခရောက်နေတဲ့လူတွေအဲ့ဘာပြောလဲအဲ့ကလေးတွေနဲ့ကျွန်တော်နဲ့လက်ဆွဲနှုတ်ဆက်တဲ့ပုံလေးတစ်ပုံရှိတယ်အခုဆိုကုန်လေးယူလာတယ်အမင်းကတော့သိတာလားဆိုသိတာပေါ့လေနိုင်မှာမှာတဲ့ ကျွန်တော်လည်းပြောလိုက်ပါလေကျွန်တော်ကဘုအရင်ဆဲတဲ့အကိုကြီးကိုမပြောဘူးလားဆိုတော့အဲ့လိုတော့မတင်ပါဘူးကြားတဲ့အကိုကြီးဆဲတာတွေကဟိုတိုင်းမျိုးတကယ်ချစ်လို့နိုင်ငံတော်တကယ်ချစ်လို့လူမျိုးကိုချစ်လို့ဆဲတဲ့အဆဲဆိုတာကိုကြည်တာနဲ့သိပါတယ်အဲ့ကလေးတို့ပြန်ပြောတော့ဝိုင်းကြီးနေတဲ့ပုံလေးတော့အဲ့တော့ကျွန်တော်တို့ကဘာပြောခဲ့လဲလက်နဲ့ကင်တဲ့လမ်းစဉ်ကိုလုံးဝမကျင့်သုံးဘဲနဲ့တိုင်းပြည်နဲ့နိုင်ငံလူမျိုးအပေါ်မှာအခုလိုနိုင်ငံတော်ကပင်ပေးတဲ့စာတွေကိုတင်ယူပြီးတော့မှကိုချိုးမဖက်တဲ့ နိုင်တဲ့အချိုးကိုတဲခိုးနိုင်တဲ့သားကောင်းယတနာတွေတမီးကောင်းယတနာတွေဖြစ်ပါစေလို့ကျွန်တော်ဆုတောင်းပေးခဲ့တာနော်အဲ့တော့ဟိုပြောနေတာလက်နဲ့ကရဲ့လမ်းစဉ်ကဘလို့မှတိုင်းပြည်မငြိမ်းချမ်းဘူးအခုငြိမ်းချမ်းရေးလိုလားကျင်တယ်ဆိုရင် NCA ဆိုတာနိုင်ငံတော်ကတရားဝင်ထုတ်လာတာနော်ငြိမ်းချမ်းရေးပဲလိုလိုလားပါတယ်ဆိုရင်ပြောတာပါနော်ကျွန်တော်တို့ကတနိုင်ငံနဲ့မဟုတ်ဘူးဗျာတကဘာလုံးမှငြိမ်းချမ်းရေးလိုချင်သေးတယ်ဟုတ်လားခဏတကယ်လူပီသားတယ်ဆိုရင်ခဏအမေရိကကနေစပြီးတော့မြန်မာနိုင်ငံအထိ ပိုင်ဆိုင်ရတဲ့လက်လက်တွေပင်လယ်ကြီးတွေကိုမျောချလိုက်။ရှင်းရှင်းလေးခမားနိုင်ငံလည်းသွားမကျူးကျော်နဲ့ကိုယ်နိုင်ငံလည်းလာမကျူးကျော်နဲ့ကိုယ်နိုင်ငံမှာကိုယ်လူမျိုးနဲ့ကိုယ်သေးသူ့နိုင်ငံသူ့လူမျိုးနဲ့သူနေဟုတ်လားအဲ့ဒီအမှုမှုလက်လက်တွေလည်းဘာမှထုတ်မနေနဲ့အဖေမြန်မာပြည်ကဘာကတော့ကြာရအမှုမှုကိုဆွဲရဖို့ထောင်းလိုက်တာတေဟုတ်ပဲကိုတိုင်ဘက်ကိုဦးမယ်။ဟောဘာမှမဟုတ်တော့မှာမြောက်ကိုရီးယားလောက်ဟာအမှုမှုပိုင်တော့မှာတိုင်ဘက်နေတယ်။စစ်တီတော့ဘယ်သူမှလုပ်လို့မရအောင်လူမလေးခွေးမကလုပ်လို့မရအောင်နော်စားကြည့်ရတာကဘာသမရခေါင်းဆောင်တွေကောင်ဒီကနေတက်ပြောလိုက်ခြင်းသေးတယ် ခမားတို့ကဘာကြီးငိမ့်ချခြင်းစင်းနေဆိုရင်ကိုနိုင်ငံအေရီးယားကိုနိုင်ငံမိမ့်ပါပဲကိုနေခမားတို့ပိုင်ဆိုင်တဲ့လက်နက်တွေအကုန်လုံးပင်လေနဲ့မျောပလိုက်အဲ့ဒါတိုင်းနိုင်ငံအေးချမ်းသွားလိမ့်မယ်နော်ရှင်းလားဟောမြန်မာနိုင်ငံများသုံးအေးချမ်းခြင်းစင်တာပေါ့ဗျာကျွန်တော်တို့ကခမားကျွန်တော်အခုပြောပြမယ်ကျွန်တော်တို့တက်မတော်သားဆိုတာပြီးပြီးပါစစ်ပဲတိုက်ရှင်းလားပြည်ရင်းစကိုကိုယ့်ရဲ့လူမျိုးချင်းချင်းတိုက်နေရတာသူတို့မှလည်းစိတ်မကောင်းဘူးခမဒီပန်ပွဲမှာဖြူအောင်မှုရောပါအောင်မလုပ်ချင်ဘူးကိုယ့်လူမျိုးချင်းချင်းတနာလာသူတို့ ျွန်တော်ဟိုနေ့ကနင်းညာရဲ့မတ်တီကြွရုံကို PDF မှလေးတယောက်ကိုမိတယ်ဗီဒီယိုကိုပြောလိုက်ရတယ်အဲ့ချိန်ကနားမခမ်းမှရောက်နေတဲ့ချိန်ကိုကျော်စိုးရောကျွန်တော်တစင်ဦးရောမတ်တီကြွရုံကိုကျွန်တော်တို့နဲ့လူမှုရေးရရန်ရင်းနေတော့ကောင်မလေးမှနင်းနေပါတော့တခန်းလေးတွေပါလေးနည်းနည်းထိထားတာရှိတယ်မလုပ်ပါနဲ့ဗျာလို့သူ့ကိုကောင်းကောင်းသူကောင်းကောင်းမွေးပြီးတော့တရားဥပဒေတိုင်းပဲဟိုကဖြစ်လိုက်ပါလို့ကျွန်တော်တို့ဗမာလူမျိုးချင်းချင်းကျွန်တော်မြင်ရတာစိတ်မကောင်းပါဘူးဆိုကျွန်တော်မျက်ရည်ဝဲလာတော့နော်ကိုကျော်စိုးရောမတ်တစင်ဦးရောတိတယ်နော်မျက်ရည်ဝဲလာတော့ကိုလူမျိုးချင်းချင်းဗျာအဲ့လို ဟိုထိခိုက်တံရတာတွေအဲ့လိုလက်တွေဟိုရတာတွေအခုလိုဝေဘွားတွေဘုံကျဲတော့ပါတော့ဗျာလူမမြင်တော့ပြောတာပေါ့ဗျာဒါကတော့အကြမ်းဖက်လက်နက်ကန်ရှိတဲ့နေရာတွေတော့တိုင်းပြည်မငြိမ်းချမ်းမှာဖြစ်တဲ့အတွက်စိုးရိမ်လို့ပြောမိတာပေါ့အခုလိုလူအရှင်လက်လက်ကြီးလက်ကြီးနောက်ပြန်ထုတ်ထားပြီးတော့ဒီလိုကြီးတွေအုပ်ထားတော့ကြတော့ဒါကတော့စစ်တော်ရေးရသူလည်းလုံချုံရင်ကလုပ်ရတယ်ဒါပေမဲ့ကိုကဗီဒီယိုကောမှာတွေ့လိုက်တော့ကြတော့ရှင်ထဲမှာမကောင်းဆုံးနေလာတယ်ကိုလူမျိုးချင်းချင်းဟာအဲ့လိုမျိုးဖြစ်တင်မအောင်လို့ပေါ့နော်အမရဟာလို့ ောင်းကောင်းကျွေးကောင်းကောင်းမွေးထားပြီးတော့မှဟိုဥပဒေတိုင်းလေးပဲကလေးမကိုလှုပ်လိုက်ပါလို့ညီမလေးနော်လို့နောက်ဆိုရင်ညီမလေးတက်တိပြီလားလို့ညီမလေးတို့ PDF တရားတာလို့ဟိုကိုတို့ဒီဘောနော်ကျောင်းဆရာမလေးတို့ဘာလို့တွေ့သွားရင်မရင်းတွေပါရင်ကျင်အောင်မယ်လို့အခုညီမလေးကိုမိတဲ့အချိန်မှာညီမလေးကိုဘယ်သူမှဘာမှမလုပ်ဘူးနော်လို့အဲ့ဒါတရားဥပဒေစိုးမိုးမှုရှိတဲ့နေရာနဲ့တရားဥပဒေစိုးမိုးမှုမရှိတဲ့နေရာကွာတယ်လို့ကျွန်တော်ပြောလိုက်တယ်ဒီမှာဗီဒီယိုဖိုင်တွေလည်းကျွန်တော်မှရှိတယ်နော်ကျွန်တော်တို့ကအဲ့လိုကျင်နာတတ်တယ်တနာတတ်တယ်တကယ်တမ်းကျမလုပ်ရဘူးအထူးမှဒုက္ခမဖြစ်စေချင်ဘူးအဲ့တော့ဆောနာအကိုပြောတယ်လို့ဆိုရင်စစ်သား ခမရဗျာစစ်သားမမိသားစုနဲ့ဗျာစစ်ကိုမုန်းတာစစ်သားကမုန်းတာပိုပြီးမုန်းတာကိုလူမျိုးမျိုးချင်းဒီလိုပြန်တက်နေရတော့မုန်းတာတက်မတော်ကနော်တက်မတော်သားဘဝမှာမိသားစုနဲ့ဗျာခမရစစ်တင်ရ၄နေလောက်နဲ့ခမတို့စုဖို့အုံတွတ်ထားကြတာပူသူတို့မှလုံနေရတာနော်အဲ့တော့ဘယ်သူမှမလုံချင်ဘူးခမစက်ကားတော်ရှိတယ်စစ်ကိုမုန်းရတိုက်ခဲ့သည်တဲ့စစ်သားနဲ့နှလုံးသားနဲ့လူစစ်သားနဲ့အသွေးသားနဲ့လူဗျာစစ်သားဆိုတဲ့လူကလည်းခင်ဗျမိသားစုနဲ့ပြည်သူတွေကပေါက်သွားတဲ့စစ်သားသူမလို့တိုက်ချင်ပါလေ သူ့အကြောင်းမျိုးမျိုးကြောင့်သူလောက်ရတာဗောစစ်သားမပင်မဲဘူးလားအဲ့ဒီလေရိုဘနဲ့စီးပြီးတော့မှတနက်ထမ်းပြီးတော့မှကြောကိုကြီးလွယ်ပြီးချင်းခင်ဗျားတို့ပြောတဲ့ချင်းတောင်းကြီးထမ်းထမ်းပြီးတော့မှအာဆီယံ၏ဥဆောင်မှုဖြင့်နိုင်ငံတကာမှပါဝင်သောပြစ်ခတ်တိုက်ခိုက်မှုစောင့်ကြည့်ထိန်းသိမ်းရေးမရှိပါကပြည်သူများကိုထိရောက်စွာကာကွယ်နိုင်မည်မဟုတ်ဟု UNG အစိုးရပြောဆို အာဆီယံ၏ဥဆောင်မှုဖြင့်နိုင်ငံတကာမှပါဝင်သောစနစ်ကြသည့်ပြစ်ခတ်တိုက်ခိုက်မှုစောင့်ကြည့်ထိန်းသိမ်းရေးရန်ရာမျိုးမရှိပါကအရက်သားပြည်သူများကိုထိရောက်စွာကာကွယ်နိုင်မည်မဟုတ်ကြောင်း NUG အစိုးရကတိုက်တွန်းပြောဆိုထားသည့်မြန်မာနိုင်ငံရေးရာအခြေအနေများနှင့်ဆက်လင်း၍ကူညီဖြည့်ရှင်းရန်အာဆီယံခေါင်းဆောင်များ၏တည်တံ့သဘောထားကြေညာချက်ထုတ်ပြန်ခြင်းအပေါ်အမျိုးသားညီညွတ်ရေးအစိုးရ၏သဘောထားယက်တီချက်ထုတ်ပြန်ရာတွင်ထည့်သွင်းပြောဆိုထားခြင်းဖြစ်သည် အရက်သားပြည်သူများနှင့်အများပြည်သူဆိုင်ရာအဆောက်အုံများပေါ်အကြမ်းဖက်မှုများကိုချက်ချင်းရပ်တန့်ရန်မစင်မချင်းလှုံ့ဆော်ရရှိသောတိုးမြင့်လာသည့်အကြမ်းဖက်မှုများကိုချက်ချင်းရပ်တန့်ရန်အစွမ်းကုန်ထိန်းထိန်သိမ်းသိမ်းဆောင်ရွက်ကြရန်နှင့်အရက်သားပြည်သူအလုံး၏ဘေးကင်းမှုနှင့်လုံခြုံမှုကိုတည်ချစေရေးတိကျတည်ချသောအရေးယူဆောင်ရွက်မှုများပြုလုပ်ရန်အာဆီယံ၏တိုက်တွန်းချက်အားအမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်ကြိုးဆိုပါကြောင်းအတိပေးထားသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကူညီများပေးအပ်ရာတွင်လိုအပ်နေသူများထံသို့လက်လန်းမီရောက်ရှိစေရေးအတွက်ဘေးကင်းလုံခြုံသောပတ်ဝန်းကျင်ကိုဖန်တီးရန်ရည်ရွယ်ချက်ဖြင့်ပြစ်ခတ်တိုက်ခိုက်မှုများအားရက်စဲထားရန်အာဆီယံခေါင်းဆောင်များ၏တိုက်တွန်းချက်ကိုလည်းနားလည်သည်ဟုဆိုသည် ငလင်ဘေးဒဏ်ကြာရောက်ခဲ့သောနေရာများတွင်လူသားချင်းစာနာမှုဆိုင်ရာကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်ယာယီအပြစ်ထက်ရစေးရေးအားအမျိုးသားညီညွတ်ရေးအစိုးရကကြေညာခဲ့ကြောင်းတို့ရတွင်အကြမ်းဖက်စစ်ကောင်စီသည်အပြစ်ခက်ရစေးရေးကြေညာထားသည့်ကာလ၌ပင်အပြစ်မဲ့အရက်သားပြည်သူများအပေါ်လေကြောင်းပုံကျဲတိုက်ခိုက်မှုများလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်မှုများတာလွန်အင်အားသုံး၍အရက်သားပြည်သူများနေထိုင်သောမြို့ရွာများအားမိရှုဖျက်ဆီးခြင်းများအရက်သားပြည်သူများအားတရားမဲ့တပ်ဖြတ်ခြင်းများကို ေတိုင်းမှာအခုမိုးတွေရွာနေပြင်ဦးလွင်မှာအဲ့မိုးရွာတော့အချိန်မီခုမိုးကလှုပ်ပေးရတယ်မိုးကသွားလှုပ်ပေးရတယ်ခုမိုးရွာနေခဏကြည့်လို့ရတယ်အပြင်မှာပြမိုးတုံကုံရွာနေတာပြင်ဦးလွင်ကိုယ်ပြင်ဦးလွင်ကကြည့်ရလို့ဂုံတိတယ်အဲ့လောက်ပြင်ပန်းနေတယ်စစ်သားဗျာပြောခံရတော့စစ်ခွေးရရလာတာနှစ်ပဲချောက်ဗျာတော်ထဲမှာမိသားစုနဲ့သူ့မှာမိမတွေရှိတယ်သူ့ရဲ့အသွေးသားခန္ဓာကိုယ်တွေသူ့မိမတွေတက်ထဲမှာဘလို့နေမလဲသူ့သားသမီးတွေဘူးမှမတိုက်ချင်ဘူးနော် သူ့ဘာသူ့ဘာပြန်ကြည့်တာလူမျိုးစုဘာလိုက်မှနေမယ်အိမ်တော်တဲ့သူ့အိမ်မှာသူ့မိန်းမနဲ့အခုလိုမိုးရွာနေတဲ့အချိန်နှက်ချင်တာပေါ့ဟုတ်လားနောက်ဆုံးမလုပ်ချင်ဘူးဆိုတော့အသွေးသားရဲ့ခန္ဓာကိုယ်ရတပတ်တခါတော့လုပ်ချင်တာပဲလေဟုတ်လားသူတို့မှလည်းအဲ့ဒါတွေရှိတယ်တော်ထဲမှာပြတ်သွားလုပ်လို့ရမှာစစ်သားတော့လုပ်မရဘူးအကြမ်းမဲ့တဲ့ကံတောင်းကြသူကလည်း PDF ကတော့တွေ့ရတယ်မရင်းချင်လို့ပြောလို့ရရင်ရမရရင်မရင်းတတ်ချင်ချစ်တယ်လားဒါတွေအကုန်လုံးသိတယ်ဟုတ်ပြည်ပြည်နဲ့ဘာဖြစ်လဲပြည်ပြည်နဲ့ဘုံချဲနေတယ်မတွေ့ဘူးလားဟာ ာမပြောရဲကြအရှိတော်တတိုင်းပြီးတော့အခုကိုထုံးထုံးတတိုင်းပြီးတော့အားလုံးတရားရေးကြပြောရှိအပြူစိမ့်နဲ့အနီမဲနဲ့မကွဲကြရင်ပြီးပြီတက်တော့တာတက်တော့တာလုံးလုံးရဲခွဲရရဲတပွင့်ဝင်လုံးလုံးရင်းနေရရင်းနေလုံးလုံးဝင်ကြီးဌာနလူတွေရတဲ့ကိုကြီးစာနေရတရားသိမ့်နဲ့ကိုပြည်သူလူတို့ပေါ်မှာနော်မတိကျုံကျုံမပြူပဲနဲ့မရှိတဲ့လူစင်းရဲနှွမ်းပါတဲ့လူကိုတိလာအောင်တက်လာအောင်ကိုကြီးဖေးမရမှာနော်အခုလာရမီဒီနေ့ တော်ရဲ့ခမတစ်တော်ကရင်တော့ပါလေဘုံမောက်လောက်တဲ့လူဘူးလေဘာတီကေသိမ့်ဝင်းဆိုလာဘာလားမသိဘူးဗျာသူမျိုးသမီးနာမည်ဟောပဲနော်အဲ့ဒီမုံစိုးမအမနာမည်အရဲစင်နေပြောဟုတ်မယ်မမိုးခိုင်းနဲ့အဲ့ဒီမမိုးခိုင်းရမှာငားမိုင်ရမှာဆိုင်မှာနော်အရင်တော့ကတော့တစ်တော်ကလေညီစင်းသားတစ်တော်ကအကုန်လုံးဖွင့်ယူထားတယ်အခုကျတော့တီကေသိမ့်ဝင်းလာဘာလဲခေါင်းမောက်ဆိုတာရှိတယ်တရားရဲ့မျိုးမျိုးလိုက်ဆွဲတာမရတော့ကျတော့တစ်တော်ရဲ့ထိုးဝိုင်းအပိုင်းမှာဆိုပြီးတော့လုံပြန်အောင် ။အော်ဒီမှာမှာပိုင်ဆိုင်မှုတွေကတုတ်သားပြန်တယ်။အဲ့တော့ကျွန်တော်ဟိုဝင်နိုင်နေဟိုကျွန်တော်ကဘယ်ပြောချင်ပါမလဲဗျာ။ကျွန်တော်သိတာပေါ့။ကျွန်တော်လည်းတကယ်တရားမှမရဘဲနဲ့အမုန်းခံရတယ်။ဒါပေမဲ့အမှန်တရားကိုပြောတဲ့ဆိုတဲ့လူကြတော့လာလာပြီးတော့သူကပြောခန်းတော့ဒီအခုလိုရင်းနှီးနေတာပြောတော့ကျွန်တော်မဟုတ်ပါဘူး။တကယ်တော့သွားပေးလိုက်ရင်ကျွန်တော်ဘယ်လိုတစ်ချက်လာပေးလဲလို့ကိုယ်တော်ဘုန်းကြီးတို့ကျေးဇူးတင်ပါတယ်ဆိုပြီးတော့မှဥပမာတစ်ခုပဲအရင်တော့ပေးရတယ်ပေးပါတော့ဒါတော့လူတိုင်းရှိတာပေါ့နော်ကျွန်တော်လည်းမလိန်မညာတတ်ပါဘူးနော်အဲ့တော့ ကိုနဲ့မတက်တဲ့အချိန်ကျတော့တတော်တိုးပိုင်းဖြစ်ကုန်ကိုနဲ့တက်တော့မှကျတော့တော့တာအောင်အဲ့ဒီစာရစာရန်တွေကဒီမှာထွက်လာအောင်ကဲတိုင်းပြည်ရဲ့ဝန်ထမ်းကခဏအဲ့ဒါကိုဝန်ထမ်းကိုမပြောကျွန်တော်ဘယ်လိုသွားပြောရမလဲဝန်ထမ်းကိုပဲပြောချင်မလဲဝန်ထမ်းရတဲ့လားကကျွန်တော်သိတာပေါ့ဒါပေမဲ့ဝန်ထမ်းနေရာတဲ့အရန်တချို့ဝန်ထမ်းနေရာကျွန်တော်အပြင်းနဲ့ပြောနေရဗျာအနာရှိနေဆက်ဝန်ထမ်းစုပ်ဝန်ထမ်းရုပ်တွေကလည်းလုံလုံးနေလုံလုံးနေအခုမဟုတ်ပြတတ်အခုမဟုတ်လိမ့်မယားဟမ်မောက်လိုက်ခုံလိုက်လောက်တာပြည်သူလူထုအဲ့တော့ပြည်သူလူထုကယုံကြည်မကြည့်တော့ ဘယ်လိုသွားလဲဆိုတော့အစိုးရကိုမကောင်းကြောင်းပြောအစိုးရမကောင်းကြောင်းပြောတော့အစိုးရမသိဘူးအခုဘာကရုပ်ကြီးကခါဝေးတော့ဘာညာလဲလှုပ်လိုက်ပြီအဲအဲ့မှာကောင်းတဲ့တခုရသွားပြီ권တခုအဲဟုတ်လားမလားကျွန်တော်ဘယ်ဘလို့မပြောပါဘူးပြောနေတာကတိတိကျကျလုံနိုင်မှာလုံလို့ရမှာကျွန်တော်တို့နိုင်ငံမှာအဲ့လိုအတွက်ကျွန်တော်တို့လိုလူတွေလိုအပ်တယ်အသက်တေခံပြီးပြောရဲဆိုရဲတဲ့လူတွေတိုင်းပြည်နဲ့နိုင်ငံနဲ့လူမျိုးပြုပြင်ပြောင်းလဲဖို့ပြည်သူလည်းပြောင်းလဲဝင်ထဲလည်းပြောင်းလဲနော် မျိုးကိုပြောင်းလဲပြီးတော့မှတဖြည်းဖြည်းချင်းတိုင်းပြီးတိုးတက်သွားအောင်လို့ပြောချင်တာအဲ့ဒါနော်ဟုတ်ပါတယ်ကျုပ်ပဲစစ်သားပါဝန်ထမ်းအကြောင်းသိလို့ပေါ့ဗျာခင်ဗျားတို့ကထွက်မပြောဘူးသိရတဲ့တန်းနဲ့ပြောရမှာဒီအချိန်မှာဒီအချိန်မှာအကောင်းဆုံးဖြစ်ရမှာကျွန်တော်တို့နိုင်ငံကဝန်ထမ်းတွေကိုလည်းလေးစားမယ်တက်မတော်လည်းအားကိုးခြင်းစိတ်တွေပေါက်လာမယ်နော်အဲ့တော့အဲ့ဒီငားမာရအခုကိစ္စလည်းလာပြန်ပြီနော်မစားရတဲ့မေတ္တာနဲ့ပတ်ပြီးဟိုဘက်ကတစ်ဖက်ကစူးအမှုရှုံးတော့ ။အမှုဆုံးတော့ခုတစ်တော့ဟိုဒါတစ်တော့ပိုင်ပါဆိုလုံးပြန်အောင်။အတစ်တော့ပိုင်ဆိုခင်ဗျားတို့အရင်တော့ဘာလို့ဖွင့်ခိုင်းတော့။မဟုတ်ဘူးလားကျွန်တော်ပြောတာ။တိတ်နေပြန်သိမ်းလိုက်တယ်ဟိုဘက်ကတစ်ဖက်ကိုအစိုးရအနေနဲ့ပြန်ပြီးတော့မြင့်နိုင်ပြီးတော့လုပ်ပေါ့ခင်ဗျားတို့အောက်ကနေဘာလို့လုံးမလဲမသိဘူး။နော်။အဲ့တော့ကျွန်တော်ကျွန်တော်တို့ဘလို့ပဲတိုက်ခိုက်တိုက်ခဲ့ပါတော့ခင်ဗျားတို့ကျွန်တော်ကဘာမှမဖြစ်တော့ဘူးဘာလို့လဲဆိုတော့ခင်ဗျားတို့မလုံနိုင်တဲ့အလုပ်တွေကျွန်တော်လုပ်နေတဲ့အတွက်ခင်ဗျားတို့အဲ့လို Telegram ညီမအောင်ပေါ့နော်အဲ့လိုရှောက်ရေးတာရှောက်ပြောတာတွေ နော်အဲ့လိုမဟုတ်ကောင်းကတွေခင်ဗျားတို့ကျွန်တော်ပုံတင်မှာလိုက်နေပါရတယ်ထင်တယ်နော်ကျွန်တော်အကြောင်းတွေပြောမှာဟိုအသေးတွေပါကျွန်တော်ဝင်ကြည့်တယ်ကျွန်တော်ဝင်ကြည့်လိုက်တယ်ကျွန်တော်အကြောင်းပြောလိုက်ပြီဆိုတာနဲ့သူကဟမ်ဟိုကတော့အဲလူကြည့်များတယ်ပေါ့နော်ဟိုလူကြည့်များလာတယ်လူစိတ်ဝင်စားမှုများလာတယ်ရပါတယ်ခင်ဗျားတို့စိတ်ချမ်းသာရင်ပြီးတော့နော်ခင်ဗျားတို့ပြောနေတာပြောခင်ဗျားတို့ကျွန်တော်ဘယ်တော့မှပြန်မပြောဘာလို့လဲဆိုတော့ခင်ဗျားတို့ကကျွန်တော်မဟုတ်မခံတဲ့ကောင်တော့ပြန်ပြောလိုက်တော့ကျွန်တော်တရားဆိုရဲဒါအဲ့လိုမျိုးအဲ့ခင်ဗျားတို့ကိုမပြောတော့ဘူးခင်ဗျားတို့အဖက်လည်းမလုပ်တော့ဘူးအရေးလည်းမယူတော့ဘူးနော်ခင်ဗျားကခင်ဗျားတို့လုပ်ချင်ရလို့ပြောချင်ရပြောင်း ခမတို့မဖမ်းခဲ့ရရင်လည်းဖမ်းခဲ့ရတော့ပြောပြောရေးနော်အဲ့ဒီဟိုမှာ Telegram မှာအကောင့်၃ကောင်လောက်ရှိတယ်အဲ့ဒီအကောင့်၃ကောင်ကနော်ကျွန်တော်ရေးနေတဲ့အကောင့်တွေကဒဇင်ဦးကိုကြောင်နေပုံပေါ်တယ်နော်ကျွန်တော်တို့ဒဇင်ဦးတို့ကဒဇင်ဦးမတည်သေးဘူးဒဇင်ဦးမမေးလည်းမတည်ဘူးသွားမေးကြည့်လိုက်ဇော်ဘုံရေးဆိုတဲ့ကောင်ကမိမသားတယောက်ပေါ်မှာဘလို့ကြင့်ကြံပြုတ်မှုနေထိုင်လဲဆိုတာဒဇင်ဦးရောဒဇင်ဦးမေရောသိတယ်ကိုကျော်စိုးဦးလည်းသိတယ်နော်ကိုနှမလေးလို့ဖေးမှပြရပဲရှိတယ်။ကုညီသေးတာပဲရှိတယ် အဲ့တယ်လီတန်က၃កောင်နော်အဲ့၃កောင်တော့အဲ့တစင်ဦးတို့ကျွန်တော်တို့နားမကမှာသွားလိုက်တာဟုတ်ခြေဝင်တဲ့ပုံစံပေါ်တယ်ဒီကောင်တွေကသူတို့ဖုံချောင်မရတော့သူတို့စိတ်နဲ့နှိုင်းပြီးတော့မှာအကျွန်တော်အဖြစ်ကျွန်တော်မကျင်နေပြီးတော့ထပ်ပြောပြန်အောင်နော်ဆန်တေးတာဆန်တေးဆိုလဲကြည့်လိုက်ပါဦးသူတို့ပြောနေတာကြားပြီလေသူတို့က PDF နဲ့ဆိုတယ်ကျွန်တော်ပေါ်မှာ PDF ကမှာပုံမှာတော်တယ်မှာကျွန်တော်လုံးလို့မရဘူးသူတို့က PDF တက်ကောင်မှာကျွန်တော်ကိုတိုက်ခိုက်သေးတယ် နော်ပြည်ထဲကမှာတောထဲမှာမလို့သူ့လို့သူလို့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 မရဘူးဒီတိုင်းပြည်ဖြစ်ပါလေတက်မလို့ဖြစ်ပါလေဆိုတဲ့ကောင်တွေကအဘဘောမားတဲ့ကောင်တွေကောင်မတွေကကျွန်တော်အသေးတိုက်ခိုက်တာနော်နော်အဲ့ကောင်တွေအဲ့ဒါတစင်ဦးနဲ့ကျွန်တော်လည်းအဲ့ဒီနမကသွားလိုက်တာကိုသူတို့မှခြေဝင်နေတာခြေဝင်နေတာဖုံးချောင်းလေးတနာယူလေးနော်တက်မလို့ကဒူးအချင်းအမျိုးသမီးတယောက်ကိုလည်းမအဲ့ဒါပြောတော့ကျွန်တော်ကမကောင်းဖြစ်ဘူးမကောင်းဖြစ်ပြန်အောင်အချိုးချောင်းကတိုက်ဆိုင်တာလို့ပြောရတာလေနော်ချစ်တယ်လို့ပါလို့သွားပြောတာနော်အဲ့ကောင်မလေးတို့ကတစ်တော်တော်မှမရှိတော့ဘူးကျွန်တော်နဲ့ တော့ဆန့်ကြည့်တာပေါ့တို့အဲ့ဒါအခုတစင်းဦးနဲ့ကြောင့်လည်းသွားတော့ခြေဝင်ပြန်ပြီးတော့အမခနာတို့ပြောတဲ့ဘာဆိုတော့အောင်မင်းကထားပေါက်လာပြန်အောင်ကျွန်တော်အရင်တော့တစင်းဦးကသူ့ရုံးမှလှုပ်လှုပ်တာအဲရုံးစင်းပြီဆိုရင်ဒီကောင်ကဟောဗါလေအိုတီရှိတယ်ပေါ့အဲတင်းကြတဲ့အတိုင်းအိုတီရှိတယ်ဘာညာဆိုပြီးတော့ကျင်းကြီးနေပြန်ပြီးတော့ခရီးအားလေးဝင်လာတယ်ပြီးတော့ရက်ထိုင်တော့တာအရက်ထိုင်တော့ပြီးပြီးတာကူလီနှလုံးနဲ့ကြည့်တာကြည့်တော့ကြာတော့ကောင်မလေးကကြောက်လာအောင် ကြောက်လာတော့သူနဲ့လုတ်သွဲမလို့တော့ခြေတွေဝင်ပြီးတော့ထွက်ပွားပြန်အောင်နော်ထွက်ပွားပြန်အောင်အဲ့လိုအဲ့လိုအဲ့လိုအချင်းတွေနော်အဲ့လိုလူမျိုးတွေကမြန်မာပြည်ရဲ့သတင်းဌာနတို့ဘာလို့လုတ်ကောနော်ဖမ်းပေါ်ကဘာဖြစ်တော့ဖမ်းတော့အောက်ပါနဲ့ဖမ်းပါတော့ဘာလဲငါနဲ့ငါနဲ့တွေ့တဲ့ဘာလဲလူတွေတော့ဆုံးခုံခွဲ့မယ်ဟုတ်လားဖန်ခိုင်းလိုက်ကွာမြင်မြန်ဖန်ခိုင်းလိုက်ကောင်းတာပေါ့မင်းတို့လည်းနာကြီးတက်တာသွားတာပေါ့ ။ဒါလည်းအထဲမှာနည်းနည်းအေးရအေးတောင်းသွားအနားယူရတာပေါ့။နှုတ်မဆိုလို့ရှိရင်နှုတ်နှုတ်ဆိုလို့ရှိရင်ငါဟိုနှုတ်မဆိုလို့ရှိရင်ငါကိုလည်းပြင်ပန်းနေဘာမှလည်းမရပဲနဲ့တိုင်းကျိုးပြပြလို့လို့ပြီးတော့မှငါ့ကိုအဲ့လိုမျိုးတိုက်ခိုက်နေဦးမယ်။မင်းတို့ခန်းလို့ငါထောင်ကျသွားတယ်ငါထောင်ထဲမှာနည်းနည်းအနားယူရတာပေါ့။ဟုတ်တယ်မလား။ပြောပါဦးကျွန်တော်ကျွန်တော်ဘယ်သူမှပြန်မပြောဘူးကျွန်တော်ကကျွန်တော်စိတ်ကဟိုဟိုပြောလိုက်ပြီးသား နော်ကျွန်တော်တို့ရဲ့အဲ့ဒီ channel တွေကျွန်တော်နာမည်လည်းတက်လည်းမပြောတော့ဘူးကျွန်တော်စနပြောပြီးလေကျွန်တော်ကို Telegram မှာတိုက်ခိုက်နေတဲ့အကောင့်၃ကောင်လောက်ရှိတယ်နော်တရင်နာနာတော့ဒါတော့သူတော်မှဒီလိုမျိုးပဲရှိတာပဲလေသူတစ်ချိန်တော့ကျွန်တော်ပြောခဲ့တာပဲအာကြီးတို့ပြန်ပါပြည့်တယ်နာမည်ဆိုဟိုးရဲလို့ဟိုရဲတော့တေးစီမျိုးပါလို့အဲ့ဒီပြောခဲ့တာပဲလေဟုတ်တော့ပေါ့ဗျာနော်ပြောကြအောင်ဖြစ်သွားတော့လည်းပါပြည့်လို့လေမဟုတ်လားလူကဗျာအသက်တော်ပေးထားတာကိုဘာသေးလာကြောင်းရဒီကိဒီကမှာဒီလိုလှုပ်လှုပ်တာအသက်သေးခံပြီးလှုပ်ရတာ အဲ့တော့ထောင်ကြမယ်လို့မင်းကိုဖမ်းမယ်လို့ဆိုတော့ဩကျွန်တော်ကဘာဖြစ်မှာတော့ဗျာနော်နော်ဟိုအကိစ္စအမှန်နဲ့ဟိုအနဲ့ပြောလိုက်မယ်ကျွန်တော်တို့ဟိုကျွန်တော်တို့အရင်တော့ဝင်ကြီးချုပ်ခေါင်းပေါ့နော်တက်စင်နော်သူတို့ပြောလိုက်မယ်သူတို့အမှဝါကိစ္စအမှပြောလိုက်မယ်နိုင်ငံတော်အစ်စ်နေနဲ့ပြောလိုက်မယ်နော်ဦးအဘကကြိုကြီးတက်ချုပ်ကြီးတို့ဘာတူချုပ်ကြီးတို့ကျွန်တော်ကကျွန်တော်ပြောတဲ့နိုင်ငံတော်နားဆကဝင်ကြီးချုပ်တို့ကလုံးဝအလန်းလာမှာနော်နိုင်ငံကြီးကိုရှယ်ကလာမှာနိုင်ငံကြီးကိုရှယ်ကလာမှာရှယ်ကလာပြီးရှယ်လုံးမှာ ုင်ငံရေးကိုရှယ်ကလားမှာရှယ်ပွဲမှာနော်သူ့ဟာနဲ့သူတပြေးပြေးတော့တိုင်းပြည်အဲ့တော့တိုင်းပြည်မှာဟိုဘောမဆစ်စစ်တွေမဟုတ်တဲ့အမှန်နဲ့အမှားကိုခွဲခြားသိမြင်ပြီးတော့မှပြောရဲဆိုရဲတဲ့လူတွေအများကြီးလိုအပ်တယ်အဲ့ဒါဆိုတိုင်းပြည်လည်းပြောင်းသွားလိမ့်မယ်နော်ပူကြီးမရမရင်းကျင်ခံတာကျွန်တော်လည်းမသိဘူးကျွန်တော်တော့မက္ကိုင်းနေဝင်ကိစ္စတွေရောပေါ့နော်ကျွန်တော်ကတော့ဒါကျွန်တော်တကယ်အမှန်တမ်းပြောတော့မက္ကိုင်းနေဝင်လို့အမျိုးသမီးကိုထမင်းလျှော်ပေးရရင်ပေးမှာကျွန်တော်ဒါစကားအစွမ်းကုန်ပြောလိုက်တာ ျွန်တော်တို့ကတော့ဘသူတွေဘာတွေပြောပြောမက်ခိုင်ဝင်းတွေမက်ခိုင်နှင်းဝေကိုလေးသားတယ်နော်တိုင်းပြည်မှာဒီလိုပဲနော်လုံနိုင်တဲ့လူတွေဆိုအမျိုးမျိုးအသေးလိုက်ဖြတ်တယ်တစ်ခုနဲ့တစ်ခုတစ်ခုနဲ့တိုက်ဖြတ်တယ်လိုက်လုပ်တယ်ဒီတဲ့အောက်ကြတာဟုတ်နော်အောက်ကြတယ်အောက်ကြတာအခုမက်ခိုင်နှင်းဝေလိုပရိုက်တာတွေမက်ခိုင်ဝင်းနှင်းဝေလိုလည်းကလေးတွေနဲ့လည်းမလုံနိုင်ဘူးမဖြစ်နိုင်ဘူးမက်ခိုင်နှင်းဝေလိုကလေးမှလည်းမလုံနိုင်ဘူးဟာလူတွေကလိုက်တိုက်ခိုက်တာကြာကျွန်တော်ကတော့ရှင်းရှင်းလေးပဲမက်ခိုင်နှင်းဝေထမင်းရှော်ခွင့်ရအောင်ရှော်ပေးလိုက်မယ်ဒါပြောတာ ဘာဖြစ်လို့လဲမက်ကနင်းဝေးသမီးကိုချော်ပြရခြင်းအကြောင်းရတရားကတိုင်းပြည်မှာဒီလိုအမျိုးသမီးတွေနော်တိုင်းပြည်အတွက်ဥဒ္ဒချက်လက်တပွင့်နေနဲ့သူတို့စွန်းဆောင်နိုင်တဲ့အလုပ်တွေကိုလုပ်နေတာဖြစ်တဲ့အတွက်ဂုံယူဝမ်းမြောက်စွာနဲ့ထမင်ရရင်ထမင်တော်ချော်ပြလိုက်မှာရှင်းလားနော်ခြံတားဘာမှပြောမနေနဲ့နောက်တော့ပြောချင်တာပြောကြနော်အဲ့တော့ညီမပြီးအမြန်ဆုံးငြိမ်းချမ်းပါလေရှင်ရင်းကလေးတက်မလို့သားကြီးဘေးအန္တရာယ်ကင်းချင်ပြီးနောက်တန်းကမိသားစုထမင်ဝိုင်းလေးကို နိုင်ပါစေလို့ကျွန်တော်အဖြစ်ကံပေါ်နဲ့မဟုတ်ကံလူသားမေတ္တာကိုဆုတောင်းပေးလိုက်ပါရစေ။မမှုပါဘူးဗျာကျွန်တော်အရက်ဖြတ်ထားတာနော်။အရက်မတော့တော့ကျွန်တော်။အရက်မတော့ကျွန်တော်ဘာလုပ်နေလဲဆိုတော့ကစွန်ယိုးနီကစွန်ယိုးနီနဲ့ကစွန်ယိုးနီနဲ့တစ်ညနှလုံးနဲ့ညဘက်ဆိုတောက်အိတ်တယ်။နောက်တော့ပိနေသည်အစီကိုပြုတ်ပြီးတော့မှအဲဟိုဂျင်းနွေးပန်ကွက်ငါးလုံးနဲ့ထည့်တယ်ထည့်ပြီးတော့ကျန်တဲ့နှလုံးကျွန်တော်တောက်တယ်ကျွန်တော်အရက်ဖြတ်နေတယ်။နော်အရက်မတော့တော့